စကမ်းမှာစစ်တဲ့ကျမတို့ရဲ့ဘုန်းကားတို့ဆိုကြည့်လိုက်သူမင်းလက်နဲ့နဲ့အာနာစင်ကိုပထမဦးဆုံးတော်လိုက်ခဲ့တဲ့ဗမာပြည်သူလူထုနော် CRBSN ညကြီးမပေါ်လာကြတဲ့ကသူမင်းလက်နဲ့နဲ့စစ်ကောင်စီကိုပြပြတတ်တာရဲရဲတင်းတင်းရဲရဲတတ်တာကိုကန်ကျမကိုကိုဖန်တီးတဲ့စကမ်းသားအညာသားဗမာလူထုတွေအရန်လေစာဖို့ကောင်းတယ်အရန်ကောင်မှဂုတ်ယူဖို့ကောင်းတယ်အရန်ကောင်မှလည်းကျေးဇူးတင်ဖို့ကောင်းတယ်ဒါကြောင့်မို့လို့အခုဒီနေ2017မှာ ြည်သူလူထုတွေဦးဆောင်နဲ့တော်လိုက်ရင်နော်အခု NUG ဆိုတော့သူ့ကိုယ်သူဘလန်အမျိုးသားညီညွတ်ရေးအစိုးရနော်တိုင်းရင်းသားကိုစားပြုတ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရအာမင်းအမျိုးသားညီညွတ်ရေးအစိုးရတော့မင်းဗမာအမျိုးကိုမှမင်းစီယုံမနိုင်ဘူးဟုတ်တော့ဟုတ်လားဘာကြောင့်စီယုံနိုင်မလဲစောက်ပြုတ်ပြီလေ NUG ဆိုတော့သူစား ဖွဲ့စည်းလာကြတဲ့ကမားနေတာဘာကြောင့်လဲဆိုတော့အကယ်၍သူဖဲတယ်နဲ့သူသွားမယ်ဆိုလို့ရှိရင်စကန်ပဲချမ်းမှာပါတော်လို့ပါလေလို့ဆိုတော့သူဖွဲ့စည်းစေအကြောင်းမရှိဘူး KSS မြန်မာနိုင်ငံရေးဒီပါနဲ့ပတ်သက်လာတဲ့အဖွဲ့စည်းပေါ်ပွားလာကြောင်းနော်နိုင်ငံရေးဖေးနေတာနိုင်ငံရေးထပ်ပမစီတာနိုင်ငံရေးပြင်ပိုက်သွားတာနော်ဒါကိုသိသိရင်နဲ့တမင်သက်သက်ကိုဘိုးနဂါတို့တို့တွေကစော့ချင်တာဘိုးနဂါတို့က CRB ANUG မပေါ်လာကြတဲ့ကနော်စကန်နယ်မြေဗမာနယ်မြေမှာနော်ဗမာပြည်သူလူထုတွေလူမြောက်ဖို့ဗမ မပြည်သူလူထုတွေစစ်မှန်တဲ့ဖဲဒလဲရေးလွတ်လပ်ရေးကိုတွားရဖို့ဘွန်ငကားတို့တွေကဥဆောင်ပြီးတော့သူမင်းလက်နဲ့နဲ့စက်ကဆောက်ကိုတော်လိုက်တာနော်ဆိုတော့ဒီ NUG အုပ်စုကတို့ကိုတို့ငါတို့ကအမျိုးသားညီညွတ်ရေးအစိုးရနော်ငါတို့မစီလို့ရှိရင်တော့လောကနော်လောကလောက်လို့မရဘူးနော်နန်းချစ်မယ်ရလားတဲ့อืมချစ်လို့ရပါတယ်ရှင်ကျမချစ်လို့ရပါတယ်ဘာမှဖြစ်ပါဘူးเนาะမြ냐ချစ်လကောင်းလေပေါ့เนาะအချစ်ခံချင်ပါတယ်เนาะချစ်လို့ရပါတယ်เนาะဒါမဲ့ပတ်စံလို့တော့မရပါတော့ချစ်လို့ချစ်လို့ရပါတယ်လူတွေကကိုချစ်ရင်စင်တော့ကောင်းတာပေါ့เนาะ อลูฉิดตาเวลูฉิเนเนเนาะลูม้งตาก็ไม่ลูฉิมาบูฉิโลยาบาเดရှင်เนาะอืมအဲကြောင့်မလို့နော်စိတ်နဲ့မစမ်းနဲ့အလုံးကတော့ချစ်ကြရမှာပဲ။ဘာကြောင့်ဆိုဒီတော်လေကျွန်တော်တို့ချစ်ချစ်ခင်ခင်နဲ့နေရမယ်။တိုင်းသားပေါင်းစုံမျိုးမျိုးပေါင်းစုံချစ်ချစ်ခင်ခင်နဲ့နေရမှာ။ကျွန်တော်တို့ဒီကျွန်တော်တို့လို့ချင်တဲ့ကိုပန်အုတ်ချွတ်ခွင့်ကိုပန်ပြတ်တော့ခွင့်ကိုကျွန်တော်တို့တွေကရမှာနော်။အဲ့တော့ချစ်ချစ်ခင်ခင်နဲ့နေကြပါ။မြန်မြန်ချစ်နိုင်လေကောင်းလေပဲနော်။မမုံကြပါနဲ့ရှင်နော်။ချစ်နိုင်ရင်ကောင်းလေပဲ။အဲ့တော့အခုကျွန်တော်တို့မြန်မာနိုင်ငံကြီးကတွေ့တဲ့အတိုင်းပဲနော်။ဒီကျွန်တော်ပြောပြပြလေ။တော်မဲ့ဖက်တယ်လေကတကယ် မှန်ကန်ရလာပေါ့နော်အဲ့တော့သွားတဲ့ Federal မမှန်လို့ရှိရင်ဘယ်နိုင်ငံတကာမှာသွားတောင်းသွားတောင်းသွားတောင်းလို့မရဘူးဟုတ်လားအခု NGO သွားတဲ့ Federal ကဘာနဲ့တူလဲဆိုတော့ဟိုဘလောင်ဘလဲဖြစ်သွားပြီလေနော်ခိုမရတိမရလေနော်တို့ကကိုတို့အမျိုးသားညီညွတ်ရေးအစိုးရယာကြီးအစိုးရပဲရှိတည်တယ်တို့ကကိုတို့ငါမရှိမဖြစ်ဘူးငါမရှိနေလို့တိတ်ကုန်မယ်ဆိုပြီးတော့တို့ကကိုတို့အထင်ကြီးနေကြတာနော် ။ဒါကြောင့်ဒီအတားကြောင့်အခုလိုမျိုးတော်နိုင်ရေးတွေလည်းနိုင်ငံရေးတွေလည်းနော်ဟိုဘယ်လိုပြောမလဲဟိုမရဒီမရဖိမရခေါမရဖြစ်သွားတာပေါ့နော်။တို့တော့လက်စက်ရမကြနဲ့အကျုပ်ပြောပြီးဘိုးချိုးထုံများနိုင်လိုမျိုးအေးအေးလိုမျိုးပြက်ပြက်တတလောက်ပါ။အေးအေးလိုမျိုးမမှန်ကန်ကန်လောက်ပါ။အေးအေးခေါင်းဆောင်လိုမျိုးနော်ပျော်တဲ့အတန်လောက်ပါ။နော်ကျောက်တို့ကဖဲတယ်လည်းမသွားချင်တာမဟုတ်ဘူးသွားချင်တယ်။သို့တော်လည်းမင်းတို့သွားမဲ့ဖဲတယ်လည်းတကယ်မှန်ရဲ့လား။ ျမပြောပြီးခစ်အဆက်ဆက်ဘိုးစော့အောင်ဆိုင်ခစ်တော်မှပင်လုံစာချုပ်ကတိကဘူးစိတာမကဘူးနော်ကြားတိုင်ပင်လုံရှိတော်မှဘယ်ဘမမဟာလူမျိုးကြီးဝါဒတိုင်အဲဘယ်ဘမဘမတိုင်သားဒီဗလဲအာနာယူအာနာစင်ကလက်ခံခဲ့လို့လေမဟုတ်လားမင်းတို့လည်းလက်မခံခဲ့ဘူးလေပင်လုံစာချုပ်ကတိကဘူးတော်မှမင်းတို့အကောင့်ထဲမှာပေါ်နိုင်ခဲ့ဘူးဘာမဟုတ်တဲ့ဒီ2017မှာမင်းတို့သွားမဲ့ဖဲ့တယ်လေဆိုတာအန်နူးကြီးကယာကြီးအစိုးရဖြစ်ပြီးတော့နော်မြန်မာနိုင်ငံတနိုင်ငံလို့ကိုစားပြုတ်တယ် အမျိုးသားညီညွတ်ရေးအစိုးရလို့လည်းပြောတယ်ဗမာလူမျိုးတော့မှစီရုံလို့မနိုင်ဘူးဘာဘာအစိုးရလဲအဲ့ဒါဟင်ဒါကြောင့်ကြောက်ပြောမယ်ဖဲတယ်လေသွားမယ်ဆိုလေအန်ဂျီသွားမယ်ဖဲတယ်လေရာလေနိုင်ငံရေးဥပဒေရေးဆွဲမနိုင်လို့ရှိရင်မိအောင်နဲ့ပြတ်ပေါင်းလိုက်ပေါ်တင်ပေါင်းလိုက်ပေါ်တင်ပြန်ပြီးတော့ဖင်ချလိုက်အချိတ်ဆွဲစားမလို့တိုင်းရင်သာအခွင့်အရေးကိုတိုင်းရင်သာပေးတိုင်းရင်သာလုပ်ယူလိုက်မယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ NUG ရဲ့ဘုံငကားအပေါ်ထားတဲ့မူဝါဒအမှားကနေစပြီးတိုင်းရင်းသားတွေအပေါ်ယူထားတဲ့မူဝါဒမရှိတာကြောင့် NUG နိုင်ငံရေးထွက်ပေါက်ပိတ်သွားတာလို့ကရင်မပြောလာသည်မို့အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာဒီအစံဖက်အုပ်စုနဲ့အတူသစ္စာဖောက်ကိုတော်လိုင်းလို့အောင်မြင်မှာကရင်တမိုင်းမှာစိတာပြီးသားပဲเนาะကျွန်တော်တို့ကရင်တမိုင်းမှာစိခဲ့ဘူးတဲ့အဖိုးဖွားတွေပြောခဲ့ဘူးတာပေါ့နော်ဒီရန်သူတွေကတနေ့တစ်ကြိမ်ကြာလို့ရှိရင်မူလအာရဲ့တောင်အားမှာခေါင်းတွေလာပုံမယ်သွေးစီးကြမယ် ်တနေ့တကြရရင်စောက်ကြည့်ပါကျမတို့မြင်ရမှာပါကျမဆိုကျမတကယ်ရုပ်တယ်နော်ကျမရဲ့ဒီအရင်ခေတ်အဖိုးဖွားတွေမထားတဲ့စကားကျမတကယ်ရုပ်တယ်မကြောင်လဲဆိုတော့လေကျွန်မအဖုစောပါဦးမှာထားတဲ့စကားနှစ်ခုရှိတယ်။နော်အဖုစောပါဦးကဒီအမှုလေးချက်အတက်တက်ပေါ့နော်။ဒါမဲ့စကားနှစ်ခုအဖုစောပါဦးမှာထားတဲ့ဒီအဖုစောပါဦးက "तू ကစာနဲ့ तू ရေးပေးတယ်နော်။ तू ပြောတယ် तू စာနဲ့ तू ပါရေးတယ်ဆိုတော့နင်တို့ကရင်လူမျိုးတွေပေါ့နော်။နင်တို့လှုပ်ချင်တဲ့ကော်တူးလေးဒီနယ်ကော်တူးလေးနိုင်ငံတော်လကောင်ပေါ့နော်။နင်တို့လှုပ်ချင်ရင်နင်တို့တိုက်ယူရမယ်။ဒါမဲ့နင်တို့တိုက်ယူရမယ်အချက်ကလအချက်နဲ့ချက်နဲ့ရောက်မှ 菜那菜那别少啦嘛，你侬哥哥你侬跟人面盯咯，跟人老古别别搭谈老吧，哎滴你主要是你侬落去呢，过度累嗦啦，你侬家里面把菜嘞嗦。 နံပါတ်1အချက်ကနိုင်ငံတကာကဒီဗမာမဟာလူမျိုးကြီးဝါဒစစ်အာဏာစစ်စစ်မိတ်ဆာတွေကိုဖိအားပေးတဲ့တစ်ချက်နော်အခုဆိုလို့စစ်ကျွန်တော်တို့တိုင်းရင်းသားတွေအကောင်တို့တွေ့တာပေါ့နော်အခုမင်းအောင်လိုင်ဆိုလို့စစ်နိုင်ငံတကာလည်းဖိအားပေးတယ်မင်းအောင်လိုင်နဲ့အပေါင်းအပေါင်းပါတဲ့ဒီအုပ်စုတွေဆိုတဲ့နိုင်ငံတကာလည်းဖိအားပေးတယ်ကျွန်တော်တို့ပြည်သူလူထုရဲ့စ조사အားထုတ်မှုကြောင့်ဒီစစ်မိတ်ဆာမင်းအောင်လိုင်ကိုနိုင်ငံတကာကသူ့ရဲ့စီးပွားရေးတွေပိတ်ဆို့ပေးတယ်ဒါကနံပါတ်1အချက်နော်အခုဆိုပါဦးပြောသလိုတကယ်လည်းရောက်လာပြီနံပါတ်2အချက်အခုဆိုပါဦးပြောလဲဆိုတော့ KSSS ကျွန်တော်တို့တော်လိုင်းရေးတွေပေါ့နော်ဒီဦးနှုခိ တန်းဆွေခိပန်းဆိုင်ခိနေဝင်းခိခိအဆက်ဆက်မှာဆိုလို့ရှိမှာနော်ကျွန်တော်တို့ရဲ့ဒီမြန်မာနိုင်ငံရဲ့နိုင်ငံရေးတည်နော်ဒီဗမာမဟာလူမျိုးကြီးဝါဒနိုင်ငံရဲ့အုပ်စုနဲ့စိတ်မိတ်ဆာအုပ်စုတွေအချင်းချင်းပြဿနာတက်ပြီဆိုလို့ရှိရင်ခံရတာကျွန်တော်တို့တိုင်ရင်သားတယ်တို့လူမျိုးတို့နိုင်ငံရဲ့အုပ်စုတွေចောင်းသားတွေကျောင်းတို့ရဲ့တိုင်းသားနေမြေမှာလူမျိုးနေမြေမှာပြေးလာတယ်ပြီးလို့ရှိရင်တို့ရဲ့အချင်းချင်းပြန်ပြီးတော့ညှိနှိုင်းလို့အောင်မြင်လို့ရှိရင်တော့တက်ကြတဲ့အခါကျကျွန်တော်တို့တိုင်ရင်သားတွေကပဲဟိုဘဝတွေအသက်တွေပြေးသွားတယ်နော် ဲ့တော့ဒီအချက်ဒုတိယအချက်ကဘာလဲဆိုတော့ညီတို့လို့ချင်တဲ့ကိုပန်အုပ်ချုပ်ခွင့်ရပေါ့နော်အခုဆိုပါဦးပြောတယ်ဗမာပြည်သူလူထုတွေကညီတို့နဲ့အတူဖေရဲ့အတူစင်ရဲ့အတူလက်နဲ့ကန်ပြီးတော့ညီတို့စားတဲ့ငပိတောင်းတွေညီတို့စားတဲ့စားနဲ့ထမင်းစားနိုင်တဲ့ဗမာပြည်သူလူထုတွေညီတို့နဲ့အတူတိုက်ပွဲဝင်ရဲတနစ်အဲ့ဒီအချက်ရောက်ရင်ညီတို့ပြပြသသားပါလောက်ပါတော့တဲ့အခုဆိုလို့ရှိရင်ကျွန်တော်တို့တိုင်းသားတွေကြွတယ်နော်အခုဆိုပါဦးမှန်ထားတဲ့အချက်နှစ်ချက်အတိုင်းပေါ်လာပြီနံပါတ်1အချက်ကတော့ စကမ်းမှာစစ်တဲ့ကျမတို့ရဲ့ဘုန်းငါတို့ဆိုကြည့်လိုက်တူမင်းလက်နဲ့နဲ့အာနာစင်ကိုပထမဦးဆုံးတော်လိုက်ခဲ့တဲ့ဗမာပြည်သူလူထုနော် CRBSN ညကြီးမပေါ်လာကြတဲ့ကတူမင်းလက်နဲ့နဲ့စစ်ကောင်စီကိုပြပြတတ်တာရဲရဲတင်းတင်းရဲရဲတတ်တာကိုကန်ကျမကိုကိုဖန်တီးတဲ့စကမ်းသားအညာသားဗမာလူထုတွေအရန်လေစာဖို့ကောင်းတယ်အရန်ကောင်မှဂုတ်ယူဖို့ကောင်းတယ်အရန်ကောင်မှလည်းကျေးဇူးတင်ဖို့ကောင်းတယ်ဒါကြောင့်မို့လို့အခုဒီနေ2017မှာ ပြည်သူလူထုတွေဥဆောင်နဲ့တော်လိုက်ရင်နော်ဗမာပြည်သူလူထုတွေဆိုလို့ရှိရင်လေကျွန်တော်တို့ကရင်ပြည်နယ်မှာကြည်လိုက်လေတောင်ပိုင်းတိုင်းမှာဆိုကြည်လိုက်လက်နဲ့လက်ကန်တဲ့ PDF ကလေးဆိုဗမာပြည်သူလူထုဆိုပညာနဲ့တတ်တယ်စတဲ့တတ်တယ်အရေးချင်းနဲ့ရှိတယ်နော်တချို့လူငယ်တွေဆိုလို့ရှိရင်တော့တက်ကတော့ပြီးတယ်ဒီ engineer ဘွဲတွေရတယ်နောက်မှဒီဆရာဝန်ဘွဲတွေရတယ်ဒေါက်တာဘွဲတွေရတယ်နော်ဟိုစိုက်ပန်ပညာရှင်စိုက်ပန်ဘွဲတွေဖက်တဝီဘွဲတွေနော်သင်္ချာအင်္ဂလိပ်တချို့ကလေးတွေဆိုစေ၄၅ဘာသာဘွဲတွေရပြီးတော့ လူမျိုးနယ်မြေမှာပြေးလာပြီးတော့တို့တခါမှမစားဘူးတဲ့ထမင်းနဲ့စားနဲ့ထမင်းနဲ့ငပိတောင်းနဲ့ထမင်းနဲ့ဒီဟိုထမင်းဘာမှမပါပဲနဲ့စားတဲ့ဘဝတို့မကြောက်ခဲ့ဘူး။ဘာကြောင့်ဆိုကျွန်တော်တို့ကရင်လူမျိုးတွေကလေထမင်းကိုဘာနဲ့စားလဲတလား။ငပိတောင်းစီစားလို့ရပြီ။ဘာဖြစ်ကျွန်မကိုယ်တိုင်ကငငယ်တော့ဆိုလို့စင်နေကျွန်မအသက်ဆင်လာတာဘာနဲ့အသက်ဆင်လာတာငပိငပိတောင်းမနဲ့မိုးလင်းလိုက်ရင်အမေဆိုငပိကိုဒီလိုမျိုးရစ်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 ပြီးတော့ဟိုငပြောရွက်နဲ့ဖောက်ပေးတယ်။နော်။ဒါနဲ့ပဲကျွန်မတို့ထမင်းစားတယ်။ နော်တောင်ပေါ်တက်မယ်ဟိုဘဲဘဲသွားသွားငပိကိုဒီမျိုးငရုတ်ဒီမို့ချုံမို့စားထက်ပြီးတော့ငပိကိုဒီလိုမျိုးထောင်ပြီးတော့ထက်တာစားတာနော်ဒါကြောင့်အခုကျမတို့တောင်ပိုင်းမှာဖြစ်ဖြစ်ဘဲနေရမယ်ဖြစ်တချို့တိုင်းသားလူငယ်လေးဆိုပေါ့နော်တို့မိမရင်ခွေမှာနေတော့ဆိုလို့ရှိရင်ကကောင်စားရတယ်ကကောင်အားရတယ်နော်မိမတွေဆိုသာသမီဟိုပညာတတ်အောင်ကြောင်းမဲ့ထားပြီးတယ်ကျန်လာလို့ရှိရင်ဘာမှလောက်စားမလို့ပဲနဲ့နော် ကျန်လာရင်ထမင်းစားရုပ်ပဲအခုစားစားမိမဆော်ပေးတယ်ဘနော်တချို့သားသမီးတွေကိုပြောတာနော်ဒါကြောင့်အခုဒီတော်လာရင်2017မှာကျွန်တော်တို့ဗမာလူမျိုးတွေကအရန်တော်တယ်အရန်ကောင်းယူဖို့ကောင်းတယ်ကျွန်မပြောတယ်နော်ဗမာလူမျိုးတွေကပဲအသက်တွေအများကြီးပေးတာဗနော်တိုင်းသားနဲ့ညီမလာနေတဲ့ PDX လေးဆိုဗမာလူမျိုးတွေများတယ်နော်ကျွန်တော်တို့စကမ်းမှာဆိုလဲဗမာလူမျိုးတွေလည်းများတယ်အဲဒါကြောင့်ဗမာပြည်သူလူထုတွေလည်းဥဆောင်လာပြီးကျွန်တော်တို့တိုင်းရင်းသားတွေနဲ့အတူတူနော် သမင်းကိုလည်းစားနဲ့စားနိုင်တယ်။ငပိတောင်းနဲ့လည်းစားနိုင်တယ်။ဟိုစားနဲ့လည်းစားနိုင်တယ်။ဘဝတွေအတူတူဖြစ်သွားပြီ။ဒါကြောင့်အဖုစောဘဦးမထားတဲ့စကားနှစ်ချက်အတိုင်းရောက်လာပြီ။ကြားလား။ဒါကြောင့်မို့လို့တိုင်းရင်သားပဲတိုင်းရင်သားမဆိုကိုလူမျိုးကိုတိုင်းပြည်ကိုပြည်နဲ့အတွက်မလောက်တဲ့လက်နက်ကန်သစ္စာဖောက်တော်လကောင်နိုင်ငံရေးသစ္စာဖောက်တော်လကောင်လူမျိုးရေးသစ္စာဖောက်တော်လကောင်စီပွားရေးသစ္စာဖောက်တော်လကောင်တော်လိုင်းရေးသစ္စာဖောက်တော်လကောင်အောက်လာစုလအဖေဇိုးနဲ့ပဲအဝေးစီတွေကြာမှာ။ဒါကြောင့်မပူနဲ့။နော်ဘာကြောင့်လဲဆိုတော့ကျွန်မကိုနိုင်ကြတော့ အရင်ကဘိုးဘွားတွေမခဲ့တဲ့စကားလေးတွေကျမတကယ်ယုံတယ်။သူတို့တစိမ့်ပြီးတစိဖြစ်ပေါ်လာတယ်။ကြားလား။အခုခေတ်ဆိုကျတာဖာချင်းဖာချင်းစာငါချင်းငါချင်းစာငါကြီးကငါသေးကိုပြန်စာနော်။ငါသေးကလည်းဟိုမလုံးနိုင်ဘူး။ နော်အဲ့တော့အခုခေတ်ကြည့်လားဖာချင်းဖာချင်းစားငါချင်းငါချင်းစားဆိုကရင်ချင်းချင်းစားတာမဟုတ်ဘမအချင်းချင်းလဲကြိုက်ကြပြီးကချင်ချင်းလဲကြိုက်ကြပြီးကရချင်ချင်းလဲကြိုက်ကြပြီးဘာသာဆိုတိုင်းရင်သားတိုင်းမှာစကားစနဲ့ပေါင်တဲ့အဖွဲစီလိုစကားစနဲ့မပေါင်တဲ့အဖွဲစီတဲ့ဒါတိုင်းသားဘယ်တိုင်းသားမဆိုမကချင်ကရကရင်ချင်းမွန်ဘမရခက်စံအားလုံးရှိတဲ့တိုင်းသားမြန်မာနိုင်ငံမှာရှိတဲ့တိုင်းသား၁၄မျိုးဒီနော်မင်းအောင်လဲဘမမဟာလူမျိုးကြီးဝါတာနဲ့ပေါင်တဲ့အဖွဲစီလိုမပေါင်တဲ့အဖွဲစီရှိတယ် သို့တော်လည်းဒီတော်လည်းရပြည်သူဥဆောင်လည်းတော်လည်းဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့မျက်လုံးနှလုံးကျမတို့နာနာဖက်ကျမတို့ကိုယ်ပိုင်အောင်နောက်အရေးချင်းနဲ့တွေးပြီးတော့စဉ်းစားပြီးတော့ကိုကြုံခဲ့တဲ့ဒီငါးနှစ်အတွင်းမှာကိုသေသေသေချာကြည့်လိုက်ပါနော်ဖဒမတော်လည်းရင်ဖဒမအုံဆုံးလောက်တာဘာတူလဲဗမာပြည်သူလူထုတွေနော်ဖဒမမင်းအောင်လည်းအကြံဖက်ဆောက်လို့တာဘယ်မျိုးလဲဗမာနေမြေမှာနော်တိုင်းရနေမြေမှာမဟုတ်ဘူးဒီရန်ကုန်မန္တလေးစကိုင်းဟိုနေပြည်တော်မှာလက်တော်ချောင်းထောင်တဲ့လူကိုမင်းအောင်လည်းကဖမ်းပြတယ်စပြတယ်ဗလိချင်းပြတယ်ဟို ဟိုစစ်ကြောရေးမှာရရဆက်ဆက်နော်သပ်ဖြပဒိတ်ကျင့်တယ်နော်မင်းအောင်လိုက်စိုက်တယ်မှာစစ်ဆက်ဆက်အဆိုးမျိုးပြန်လာလောလောရမလားဆိုတော့မင်းအောင်လိုက်စ조사လာခဲတာ နောက်ဆိုတော့သူစ조사လို့မရအောင်เนาะ조사လို့မရတဲ့အတွက်ကြောင့်မလို့အခုလိုမျိုးပဲသူဒီ NGO အုပ်စုကလည်းနိုင်ငံရေးစောက်တုံးမကြတဲ့ခါကျတော့မင်း online ကလည်းအဖာစီပြီးတော့အကွက်လက်လက်လေးကစားသွားတာเนาะဘယ်လိုပဲသူကစားကစားအဓိကကြောက်ပြော်ပြီးကိုလို့ကိုသွားချင်တဲ့ Federal နိုင်ငံ Federal တတ်မတော် Federal နိုင်ငံဆိုလို့ရှိရင်ပြည်နယ်ပေါင်စုပြည်ထောင်စုเนาะကရင်ပြည်နယ်ကရင်အုပ်ချုပ်မမပြည်နယ်မမအုပ်ချုပ်ရခိုင်ပြည်နယ်ရခိုင်အုပ်ချုပ် ပြည်နယ်ပေါင်းစုပြည်တော်စုကျွန်တော်တို့လုံနိုင်မှာပြည်ပြည်တော်စုမြန်မာနိုင်ငံတော်ဆိုတဲ့နော်အမှန်တကယ်ဖြစ်လာမယ်ပြည်နယ်ပေါင်းမနိုင်ဘဲနဲ့ပြည်တော်စုဘလို့သွားဖြစ်မလဲအခု NUG ဆိုတော့သူ့ကိုယ်ကိုသူဘလန်အမျိုးသားညီညွတ်ရေးအစိုးရနော်တိုင်းရင်းသားကိုစားပြုတ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရအော်မင်းအမျိုးသားညီညွတ်ရေးအစိုးရတော့မှာမင်းဗမာအမျိုးကိုမှမင်းစီယုံမနိုင်ဘူး ဟာတော့ဟောလားဘာကြောင့်စီယုံနိုင်မလဲစောက်ပြုတ်ပြီလေအန်နျူဂျီဆိုတာသူစဖွဲ့စည်းလာကြတဲ့ကမားနေတာဘာကြောင့်လဲဆိုတော့အကယ်၍သူဖယ်တယ်နဲ့သူသွားမယ်ဆိုလို့ရှိရင်စကန်ဘဲချာမှာပါတော်လို့ပါလေလို့ဆိုတော့သူဖွဲ့စည်းစေအကြောင်းမရှိဘူး KSS မြန်မာနိုင်ငံရဲ့အရေးဒီပါနဲ့ပတ်သက်လာတဲ့အဖွဲ့စည်းပေါ်ပွားလာကြောင်းနော်နိုင်ငံရေးဖိနေတာနိုင်ငံရေးထပ်ပမစီတာနိုင်ငံရေးပြင်ပိုက်သွားတာနော်ဒါကိုသိသိရင်နဲ့တမင်သက်သက်ကိုဘိုးနဂါတို့တို့တွေကစော့ချင်တာ ဘောနဂါတို့က CRBANUG မပေါ်လာကြတဲ့ကနော်စကန်းနယ်မြေဗမာနယ်မြေမှာနော်ဗမာပြည်သူလူထုတဲ့လူမျိုးဖို့ဗမာပြည်သူလူထုတဲ့စစ်မှန်တဲ့ Federal ရေးလွတ်လပ်ရေးကိုတွားရဖို့ဘောနဂါတို့တွေကဥဆောင်ပြီးတော့သူမင်းလက်နဲ့နဲ့စက္ကဆောက်ကိုတော်လိုက်တာနော်ဆိုတော့ဒီ ANUG အုပ်စုကသူတို့ကိုသူတို့ငါတို့ကအမျိုးသားညီညွတ်ရေးအစိုးရနော်ငါတို့မရှိလို့ရှိရင်တော့လောကနော်လောကလောက်လို့မရဘူးနော် နန်းချစ်မယ်ရလားတဲ့อืมချစ်လို့ရပါတယ်ရှင်ကျမချစ်လို့ရပါတယ်ဘာမှဖြစ်ပါဘူးเนาะမြမြချစ်လကောင်းလေပေါ့เนาะအချစ်ခန့်ချင်ပါတယ်เนาะချစ်လို့ရပါတယ်เนาะဒါပေမဲ့ပန်ဆန်လို့တော့မရပါတော့ချစ်လို့ချစ်လို့ရပါတယ်လူတွေကကိုချစ်ရစ်စင်တော့ကောင်းတာပေါ့เนาะအဲလူချစ်တာပဲလူချစ်နေနေเนาะလူမုန်းတာတော့မလူချစ်ပါဘူးချစ်လို့ရပါတယ်ရှင်เนาะอืม အဲကြောင့်မလို့နော်စိတ်နှမကြနဲ့အားလုံးကတော့ချစ်ကြရမှာပဲ။ဘာကြောင့်ဆိုဒီတော်လေးကျွန်တော်တို့ချစ်ချစ်ခင်ခင်နဲ့နေရမယ်။တိုင်းသားပေါင်းစုံမျိုးပေါင်းစုံချစ်ချစ်ခင်ခင်နဲ့နေရမှာ။ကျွန်တော်တို့ဒီကျွန်တော်တို့လိုချင်တဲ့ကိုပန်အုတ်ချုပ်ခွင့်ကိုပန်ပြတ်တက်ခွင့်ကိုကျွန်တော်တို့တွေကရမှာနော်။အဲ့တော့ချစ်ချစ်ခင်ခင်နဲ့နေကြပါ။မြများချစ်နိုင်လေကောင်းလေပဲနော်။မမုံကြပါနဲ့ရှင်နော်။ချစ်နိုင်ရင်ကောင်းလေပဲ။အဲ့တော့အခုကျွန်တော်တို့မြန်မာနိုင်ငံကြီးကတွေ့တဲ့အတိုင်းပဲနော်။ဒီကျွန်တော်ပြောပြပြလေ။တော်မဲ့ဖက်တယ်လေကတကယ် မှန်ကန်ရလာပေါ့နော်အဲ့တော့သွားတဲ့ Federal ကမမှန်လို့ရှိရင်ဘယ်နိုင်ငံတကာမှာသွားတောင်းသွားတောင်းသွားတောင်းလို့မရဘူးဟုတ်လားအခု NG သွားတဲ့ Federal ကဘာနဲ့တူလဲဆိုတော့ဟိုဘလောင်ဘလဲဖြစ်သွားပြီလေနော်ခိုးမရတိမရလေနော်တို့ကကိုတို့အမျိုးသားညီညွတ်ရေးအစိုးရယာကြီးအစိုးရပဲရှိတည်တယ်တို့ကကိုတို့ငါမရှိမဖြစ်ဘူးငါမရှိနေလို့တိတ်ကုန်မယ်ဆိုပြီးတော့တို့ကကိုတို့အထင်ကြီးနေကြတာနော် ဒါကြောင့်ဒီအပတ်ကြောင့်အခုလိုမျိုးတော်နိုင်ရေးတွေလည်းနိုင်ငံရေးတွေလည်းနော်ဟိုဘယ်လိုပြောမလဲဟိုမရဒီမရဖိမရခေါမရဖြစ်သွားတာပေါ့နော်တို့တော်လည်းစိတ်ရမကြားနဲ့အကျုပ်ပြောပြီးဘိုလ်ချိုးထုံများနိုင်လို့မျိုးအေးအေးလို့မျိုးပြပြတတလောက်ပါအေးအေးလို့မျိုးမမှန်ကန်ကန်လောက်ပါအေးအေးခေါင်းဆောင်လို့မျိုးနော်ပျော်တဲ့အတန်လောက်ပါနော်ကျောက်တို့ကဖဲတယ်လည်းမသွားချင်တာမဟုတ်ဘူးသွားချင်တယ်တို့တော်လည်းမင်းတို့တော်မဲ့ဖဲတယ်လည်းတကယ်မှန်ရဲ့လား ကျွန်မပြောပြီးခစ်အဆက်ဆက်ဘိုးစော့အောင်ဆိုင်ခစ်တော်မှပင်လုံစာချုပ်ကတိကဟုစိတာမကဘူး။နော်ကြောက်တိုင်ပင်လုံရှိတော်မှဘယ်ဘမမဟာလူမျိုးကြီးဝါဒတိုင်ဘယ်ဘမဘမတိုင်းသားဒီဗလဲအာနာယူအာနာစင်ကလက်ခံခဲ့လို့လေမဟုတ်လားမင်းတို့လည်းလက်မခံခဲ့ဘူးလေပင်လုံစာချုပ်ကတိကဟုတော်မှမင်းတို့အကောင့်ထဲမဖော်နိုင်ခဲ့ဘူး။ဘာမဟုတ်တဲ့ဒီ2017မှာမင်းတို့သွားမဲ့ဖဲ့တယ်လေဆိုတာအန်နူးကြီးကယာကြီးအစိုးရဖြစ်ပြီးတော့နော်မြန်မာနိုင်ငံတနိုင်ငံလို့ကိုစားပြုတ်တယ် အမျိုးသားညီညွတ်ရေးအစိုးရလို့လည်းပြောတယ်။ဗမာလူမျိုးတော့မှစီရုံလို့မနိုင်ဘူး။ဘာဘာအစိုးရလဲအဲ့ဒါဟမ်။ဒါကြောင့်ကြောက်ပြမယ်။ဖက်ဒလက်သွားမယ်ဆိုလေအန်ယူဂျီသွားမယ်ဖက်ဒလက်ရာလေ။နိုင်ငံရေးဥပဒေရေးဆွဲမယ်မနိုင်လို့ရှိရင်မိအောင်လည်းပြတ်ပေါင်းလိုက်။ပေါ်တင်ပေါင်းလိုက်။ပေါ်တင်ပြန်ပြီးတော့ဖင်ချလိုက်။အချိတ်ဆွဲစမ်းမလို့။တိုင်းရင်သာအခွင့်ရေးကိုတိုင်းရင်သာပေး။တိုင်းရင်သာလုပ်ယူလိုက်မယ်။တိုင်းရင်သာနေမြေမှာတိုင်းရင်သာထဲလို့ရလို့ရှိရင်ညီတို့နဲ့အတူတူဖက်ဒလက်သွားမယ်။အဓိကမိတို့က ဘာမှပြင်းနေပေါ်ပေါအောင်မလို့အရင်လုပ်ဘာမှပြင်းနေအရင်ပေါ်ပေါအောင်လုပ်ဘာမှ EO အရင်ပေါ်ပေါအောင်လုပ်မင်းအောင်လဲစတန်ဒါအာမင်ကိုမင်းတို့မလိုလားဘူးဆိုရင်အဲ့ဒီစတန်ဒါအာမင်ကိုအရင်ဖြိုချမင်းတို့ NUG ရဲ့တမတော်ပြည်သူတမတော် EO ဘောင်းနမှာဝင်ဖို့ဖက်ဒရယ်တမတော်ဖြစ်ပေါ်ဖို့မင်းတို့အရင်စူးစမ်းနော်မင်းတို့ရဲ့ EO တမတော်ဖြစ်ပေါ်လာတဲ့နေ့မင်းတို့ရဲ့ဗမာပြည်နယ်ဖြစ်ပေါ်လာတဲ့နေ့တိုင်းရင်းသားတွေက are you ready ပဲမင်းတို့နဲ့အတူသွားမယ်ဖက်ဒရယ် လက်ခံမိတာပဲဒါပေမဲ့အခုလောလောဆယ်ဆယ်မင်းတို့သွားမဲ့ဖက်တယ်လေမင်းတို့ဗမာပြည်နဲ့ပေါ်ပေါ်နိုင်အောင်လည်းမင်းတို့မစူးစားဗမာအီးရေကိုပေါ်ပေါ်နိုင်အောင်လည်းမင်းတို့မစူးစားတကယ်မှန်ကန်တဲ့ဘုန်းကားတို့သွားတဲ့လမ်းကြတော့မင်းတို့လက်ဖြူလက်တက်နီလန်မျိုးဆိုလက်ကြံကိုယ်ပြောင်းလက်လုံးသူများဖက်စီနမည်ပြောင်းမင်းတို့တွေအမျိုးမျိုးဝါဒတွေလက်ဖြတ်မီဒီယာသမားတွေငါပြပက်ပက်ဆက်ဆက်ဘုန်းကားတို့ရေရေဆက်ဆက်ပြောအဲ့ဒါလားမင်းတို့ဖက်တယ်နိုင်ငံရေးအုပ်စုတွေဖော်မဲ့ဖက်တယ်မြန်မာနိုင်ငံကြီးဟမ်ပြောလို့ရှိရင်လည်းနာအောင် ဒါကြောင့်မလို့ကျောက်တော့တိုင်းလာလူငယ်တွေဖြစ်တဲ့အတွက်ကြောင့်မလို့မင်းတို့အန်ယူဂျီအုပ်စုနဲ့ခေအန်ယူအုပ်စုတော့တကယ်ယူနေသေးလား။ဘာကြောင့်လဲဆိုတော့မင်းတို့စတော့မကြကြအောင်ငါတို့ရဲ့ပြည်သူလူထုတွေဒုက္ခရောက်တယ်။ငါတို့ရဲ့လက်နက်ကန်လူငယ်တွေလည်းဒုက္ခရောက်တယ်။မင်းတို့ကစတော့ကြားခဲ့မယ်ဆိုလို့ဆင်လေဒီတော်လိုက်ရပြီးရကြပြီ။ကျွန်တော်ခဏခဏပြောတယ်။မင်းအွန်လိုင်းဆိုတာလက်နက်ကန်တမားလက်နက်ကန်ဆိုတာလက်နက်ကန်နေရာမှာပဲနေရမယ်။နိုင်ငံရေးဝင်စတော့မရဘူးလေ။အဲ့တော့မင်းအွန်လိုင်းနိုင်ငံရေးဝင်စတော့နေတာနေလို့သိရပဲ။ဘာကြောင့်နိုင်ငံရေးကိုနိုင်ငံရေးနဲ့မင်းတို့မဖြစ်စင်မဲနဲ့။ စီအနိုင်အောင်တက်စင်းနိုင်အောင်တက်စီနေနိုင်ငံရေးနဲ့မင်းတို့ဘယ်လိုလုပ်တော်လို့ရမှာလဲဟမ်စီရစီရနိုင်ငံရေးနိုင်ငံရေးမင်းတို့စီရကိုနိုင်အောင်တက်မယ်ဆိုရင်မင်းတို့မဖာရုံရှိလားမူကြီးစွားရုံရှိလားကာစီနိုရုံရှိလားမင်းတို့စီပွားရေးရုံတွေဘယ်နှရုံရှိတယ်စီနိုင်အောင်တက်ခိုင်းတာမင်းအောင်လန်ကြတော့နှစ်ပေါင်း90ကျော်ပန်ဆန်ထားတဲ့ငွေရေးကျေးရေးအများကြီးပဲစားမကုတ်သွားမကုတ်ဘူးအခုထိုင်းနိုင်ငံမှာ passport ကျေးလဲသူစားရတာပဲစင်ကာပူနိုင်ငံမှာ passport ကျေးလဲသူစားရတာပဲ ်ဒါနဲ့ဆိုသူမိသားစုတက်လို့လာပြီဒါတော့မြန်မာနိုင်ငံရဲ့တန်ရာစာတတိုင်းသားနေမြန်မာလက်ခုလက်စားတာမပါသေးဘူးအဲ့ဒါမင်းတို့စဉ်းစားရလားဟမ်ဒါကြောင့်မြန်မာနိုင်ငံနိုင်ငံရေးကိုကစားနေပါတယ်ဆိုမှပဲမြန်မာနိုင်ငံကိုနိုင်ငံရေးနဲ့မကစားပဲနဲ့လူငယ်လေးတွေကိုအသက်ပေးခံပြီးတော့စီယိုစီရေကိုအရင်တဆင်းနအောင်တဆင်းနအောင်တမင်းစင်းနအောင်တမယ်ဆိုလို့စင်မင်းတို့မှာဟိုတိုက်ဖို့အတွက်ရော ready ဖြစ်ပြီလားလုံလောက်ပြီလားပြင်ဆင်ထားပြီလားစီပြေဆောင်အတွက်တိုက်ခိုက်ရဲ့အတွက် မင်းတို့အစင်သေးဖြစ်ပြီလားအစင်သေးဖြစ်မှမင်းတို့ဖော်လေမင်းတို့လော့လေမင်းတို့အော့လေစူးမီဒီယာပေါ်မှာပဲဟိုဆွေနှွင်းဒီဆွေနှွင်းလမ်းပေါ်မှာပဲဟိုဆွေနှွင်းဒီဆွေနှွင်းမလောက်နဲ့အချိုက်ကုတ်တယ်ပြည်သူလူထုတက္ခရောက်တယ်ပြည်သူလူထုဘွားတွေပြက်တယ်ဇာလာဒါကြောင့်နိုင်ငံရေးကိုနိုင်ငံရေးနဲ့တူအောင်ကစားလေအခုကနိုင်ငံရေးကိုနိုင်ငံရေးနဲ့တူအောင်ကစားပဲနဲ့နိုင်ငံရေးကိုကြွဲချီပို့နဲ့တူအောင်သွားကစားတော့မြေလို့တွေလည်းဆော့ဆက်ခွဲတာပေါ့ဟုတ်တယ်မဟုတ်လားနော်ဒါကြောင့်ပြည်သူလူထုပြောတာလည်းနှံ့စရာမလိုဘူး ငါတို့ပြည်သူလူထုတဲ့အမှန်တရားပဲပြောတယ်ခံနိုင်ရင်ခံမနှခံနဲ့လဲသေးလိုက်ဘာမှမဖြစ်ဘူးနော်အာနာယူအာနာစင်တွေဆော့ဆက်မစိတဲ့ကောင်တွေမင်းအွန်လိုင်းကအကြံဖက်တိတိနဲ့မင်းအွန်လိုင်းကိုဘာမှမလုံနိုင်ပဲနဲ့မင်းအွန်လိုင်းကနိုင်ငံရေးကိုကစားနေမှလည်းကျွန်မနိုင်ငံရေးနဲ့မလုံပဲနဲ့စိတ်ကိုအကျင်အတိုက်ခံနေတယ်သူတို့တွေဟုတ်ပါပေးနေတယ်နော်အခုလိုမျိုးခိုးစားလူစားနိုင်စားအဲ့ဒီဝဲယာနေခွဲကားနေဝဲပြီးတော့ချမ်းသာတာမဟုတ်ဘူးနော်သူများနိုင်ငံမှာဆိုကြည့်လိုက်အစိုးရလုံတဲ့လူဆိုကြည့်လိုက်နော်မင်းကြောင်းပဲတန်းပြီးလဲ မိဘနိုင်ငံမှာကြောင်းပြီးလာလေမိမဘာစီဘွားရေးစီလေမိကဘယ်မျိုးဆက်ကလဲဆိုတော့သူများနန်းစကွန်ကအစသူများစစ်တာနော်ဒီကျွန်တော်မြန်မာနိုင်ငံလိုမျိုးဟိုစမတပ်ပြင်မတားတဲ့ခေါင်းဆောင်တက်လာတာဒီမိအောင်လိုင်းလိုမျိုးကျွန်တော်ခေအင်းခေါင်းဆောင်မျိုးစမတပ်ပြင်မတားပဲနဲ့ဟိုအစံဖက်ကျွတဲ့သမီးတွေစားအစံဖက်ပေးတဲ့ငွေတွေစားနေတဲ့လူတွေမဟုတ်ဘူးအခုထိုင်းနိုင်ငံမှာဆိုကြည့်လိုက်ခေါင်းဆောင်တူတူဖြစ်လာဖို့ကလေမနေ့ကသူများစစ်စေရတယ်နော်မင်းကဘယ်ကြောင်ပြီးလာတာလဲဘာဘွဲတွေရတာလဲဘယ်နိုင်ငံမှာမင်းအတွေ့အကြုံရှိလာလဲဆိုတော့သူများစစ်စေးတည်တယ် တိလားကျွန်တော်တို့မြန်မာနိုင်ငံလိုမျိုးမဟုတ်ဘူးအကျံဖက်ပေးတဲ့ဘွက်နဲ့အကျံဖက်ရဲ့စနစ်နဲ့နော်အစိုးရတွေဘလဲဟိုဘလဲအပွင့်ကြတာမဟုတ်ဘူးတ냐နိုင်ငံမှာအပွင့်တပွင့်ရဖို့ကတ냐စ조사ရတယ်တ냐စာကြောင်းနဲ့တက်ရတယ်ကိုပဲလဲသင်ယူရတယ်လာကြတူညာနိုင်ငံအစိုးရနဲ့ကျွန်တော်တို့မြန်မာနိုင်ငံအစိုးရနဲ့ကစင်ရဲ့ရင်နဲ့꽈တယ်တို့လားသူများနိုင်ငံအစိုးရဆိုလို့စင်လေသူများအစိုးရဖြစ်ဖို့နမြင့်ကြီးဖို့ကိုပိုင်အရေးချင်းနဲ့သူများကြီးလာတာဒီမြန်မာနိုင်ငံမှာစစ်အကြံဖက်ကောင်းနဲ့ဖိသွားခံတော့အစိုးရတွေနမြင့်ကြီးလာတာမဟုတ်ဘူး သိလားဒါကြောင့်မြန်မာနိုင်ငံမှာရတဲ့ဘွဲတွေကြီးလိုက်သူများနိုင်ငံမှာအိုက်ကားတွေလာဆေးရတယ်အဆင်ပဲရှိတယ်တော်တယ်လို့ကျမတို့တွေကဘွဲမရလို့ဆယ်တန်းမအောင်လို့ကန်ကောင်လို့ကျမတို့တွေကဂုံရှိသေးတယ်သိလားဒါကြောင့်တချို့လူဆိုဘွဲ၄၅ဘာသာရတယ်နော်နောက်ပြီးတော့ဟိုအင်္ဂလိပ်စာလဲတတ်တယ်မြန်မာစာလဲ join လာပဲအိုးအမျိုးဆို join တယ်နောက်ဆိုတော့သူများနိုင်ငံမှာတလတတောင်းကြော်နဲ့အိုက်ကားတွေလာဆေးနေရတယ်အဲ့ဒါပဲကြီးလိုက်လေမင်းအောင်လာပေးတဲ့ဘွဲတွေမြန်မာနိုင်ငံစစ်အာဏာရှင်ပေးတဲ့ကျောင်းပညာအတိုင်းပေးတဲ့ဘွဲတွေဘာသုံးလို့ရလဲသုံးလို့မရဘူးသူများနိုင်ငံမှာဆိုလို့ရှိရင်ကြီးလိုက်ဘွဲရတာလားတက်ကတော့ နော်မဟာဝိထီလိုင်းဒီတက်ကတော့ဗလဲတက်ကတော့ပြီးလို့စီတယ်သူများနိုင်ငံမှာသွားလို့ကြောင်းသိနေတယ်ဒီလားအဲ့ဒီမျိုးအမနေနေလို့မြန်မာနိုင်ငံဘွဲ့တွေကသူများနိုင်ငံမှာလာလာဟိုအဲ့ဒါလဲဆေးရတာနဲ့နော်သူများဖိလက်ဆေးရတာနဲ့အဲ့ဒီစင်မယ်ဘယ်လောက်ဆက်ဖို့ကောင်းလဲကြည့်လိုက်တော့ဒါကြောင့်မြန်မာနိုင်ငံကငါဘွဲ့ရတယ်ငါအင်္ဂလိပ်စာတတ်တယ်ဘာတတ်လဲဆိုတော့ကိုကိုကိုဂုံယူနေဘယ်သူမှအထင်မကြည့်ဘူးမင်းတို့သိလားနော်မြန်မာနိုင်ငံမှာဟိုဘွဲ့ရတဲ့လူတွေဆိုဒီ ကျွန်မတို့နေတဲ့စတိကလေးဆိုလို့ရှိရင်ဆယ်နှစ်ပဲရှိသေးတယ်။အင်္ဂလိပ်စာဆိုမွတ်နေတာပဲ။စာဆိုအိုဟိုကျွမ်းသလားမမေးနဲ့။မြန်မာနိုင်ငံရတဲ့ဘွဲ့နဲ့တော့မှဟိုသူတို့ပြန်လို့မရဘူး။သိလား။ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ကိုယ်နိုင်ငံနဲ့ကလေပညာရေးကရေနဲ့စီနဲ့ကွာတယ်။အောက်ချောတဲ့ခေါင်းဆောင်တွေကလည်းရေနဲ့စီနဲ့ကွာလို့ဒါကြောင့်မို့နိုင်ငံကအခုလိုမျိုးပြက်စီးသွားတာမဆိုင်ပါဘူး။နောက်အခုထလာတဲ့ဒီ NUG ဆိုတာလည်းအခုချိန်ထိသူ့နိုင်ငံရေး policy လည်းမရှိဘူး။ဒါကြောင့်မင်း online ကတနိုင်ငံပြီးတနိုင်ငံတနိုင်ငံပြီးတနိုင်ငံလိုက်သွားလက်စီယုံလက်ဆွေနှွေးမင်း online ကအသာစီးပြီးတော့ အခုလိုမျိုးပဲဒီ NGO အုပ်စုကတော့ဟိုလမ်းပေါ်မှာဆူမီဒီယာမှာပဲဖင်ရဲဖင်ပြအဖင်ဒီပြဲတာပေါ့နော်ဟိုလက်စီရုံတာတကယ်တကယ်ကျတော့မြောက်လာလို့မျိုးဘယ်နိုင်ငံရဲ့မှာသူတို့လိုက်ပြစီရုံလို့မရသေးဘူးသူတို့ကိုတိုင်ကဟိုစတာပစ်တာပြီးတော့နော်ကိုပန်အတွေ့အကြုံအရေးချင်းလည်းမရှိဘူးတိုင်းရင်းသားနဲ့ညီမလိုက်သွားပြီးတော့တိုင်းရင်းသားတွေအုပ်ချုပ်ဖို့ကျွန်မပြောပြီးလေအခု NGO သွားမဲ့ဖဲတယ်လေဆိုတော့ဘာနဲ့တူလဲသိလား NGO သွားမဲ့ဖဲတယ်လေကျတော့ကချင်မှာလည်းသူအုပ်ချုပ်ချင်တယ်ကရမှာလည်းသူအုပ်ချုပ်ချင်တယ်ရခိုင်မှာလည်းသူအုပ်ချုပ်ချင်တယ်နယ်မြေတိုင်းကိုသူအုပ်ချုပ်ချင်တယ်ဒါပေမဲ့ တိုင်းလာနေမြင်မှာတော့တိုင်းရသူမပေးအုပ်ချုပ်သူပဲအုပ်ချုပ်ချင်တယ်။ကရင်နေမြင်မှာလိုက်သူတကြယူမယ်။ဗမာနေမြင်မှာကချင်မှာတော့သူတကြယူမယ်။ရခိုင်မှာတော့သူတကြယူမယ်။နောက်ဆိုတော့သူမဆက်ကြတော့ဖြစ်မယ်။ကချင်တကြရခိုင်တကြဟိုချင်းတကြမွန်တကြလောက်တကြအာသူငါကြရပြီ။သူအုပ်ချုပ်မယ်။တိုင်းရသားမှာတကြတကြပဲရတယ်။အဲဒါကြောင့်မလို့သူသွားမဲ့ဒီမိုကရေစီကဘာဒီမိုကရေစီလဲ။သူသွားမဲ့ဖက်ဒရယ်ကဘာဖက်ဒရယ်လဲ။အောက်နောက်ရှိတဲ့လူကသိတယ်။ဒါကြောင့် energy ကိုဘာကြောင့်ဗမာတိုင်းသားတိုင်းသားတချို့တွေကမထောက်ခံနဲ့။သူသွားမဲ့နိုင်ငံကြီးကအဲ့ဒါကိုဖြစ်နေတယ်။ဗမာတကြကိရင်တကြမဟုတ်ဘူး။ ဘာမှဆက်ကြကရင်တကြဖြစ်နေလို့အောင်နာပါတဲ့တိုင်းရင်းသားတွေကသိတယ်ဒါကြောင့်တချို့မြန်မာဗမာနိုင်ငံရဲ့ခေါင်းဆောင်တွေဆွေးနွေးသုံးသပ်တော့သွားနာထောင်ကြည့်လိုက်တကယ်ကိုမှမန်ကန်တယ်နော် NUG ကဖက်ဒရယ်နဲ့သွားမယ်ဆိုလို့ရှိရင်ဥပဒေနိုင်ငံရေးကိုသူကပွင့်လင်းမြင်သွားစာနဲ့သူရေးဆွဲပြီးတော့ဗမာတကြကရင်တကြသူလောက်ရမှာသူကိုယ်တိုင်ကဗမာပြည်နဲ့ပေါ်ပေါက်သူရင်လောက်ရမှာ ဘာလို့ကရင်မကရင်ဆိုရရှိတယ်ကချင်မှာလည်းကချင်ဆိုရရှိတယ်ရက်ခမ်းမှာလည်းရက်ခမ်းဆိုရရှိတယ်ကရင်မှာလည်းသူ့လက်နဲ့ကန်ရှိတယ်ကချင်မှာလည်းသူ့လက်နဲ့ကန်ရှိတယ်ရက်ခမ်းမှာလည်းသူ့လက်နဲ့ကန်ရှိတယ်ဒါမှမြင်မှာဗမာမှာဗမော်မှာနေစုတိုက်ပွဲဖြစ်ပွားနေပြီးတော်လန်ရေးတပ်ဖွဲ့ရဲ့ဒရုန်းကြောင့်အကြမ်းဖက်စစ်တပ်ဘက်မှဗိုလ်မှူးအပါဆက်ကဆာငါဦးတည်ဆုံးတယ်လို့တရားငါမမလက်နက်ကြီးပျက်စီးအထိနာသွားတဲ့စစ်တပ်အနေဖြင့်ချက်ဖိုက်တာကြီး၁၀နှစ်လေးရုပ်တွေဖြင့်လေကြောင်းတိုက်ခိုက်မှုတောက်လျှောက်ပြုလို့ ကချင်ပြည်နယ်ဗမော်မြို့တွင်တိုက်ပွဲများနေ့စုဖြစ်ပွားလျက်ရှိပြီးပြီးခဲ့တဲ့အပတ်တွင်မှာတင်တော်လန်ရေးတပ်ဖွဲ့တွေရဲ့ drone ကြောင့်စစ်ကောင်စီဘက်မှဗိုလ်မှူးအပါအဝင်စကားစငါဦးတည်ဆုံးခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီလက်အောက်ခံဝါဒဖြန့်သတင်းမီဒီယာတွေကတစင်ဗမော်မြို့ကိုစစ်တပ်အနေဖြင့်အပြေအဝထိန်းချုပ်နိုင်ခဲ့ပြီဆိုပြီးဝါဒဖြန့်မှုတွေရှိနေပေမဲ့လည်းမြို့ရင်းတိုက်ပွဲများနေ့စုဖြစ်ပွားလျက်ရှိတယ်လို့သိရပါဗျ။ နေတိုင်းနေတိုင်းနဲတာနဲ့များတာနှစ်ခုပဲရှိတယ်ပုံမှန်ပဲတိုက်ပွဲကနားတဲ့ရက်လိုကိုမရှိဘူးဟုဗမော်မျိုးစစ်မြေပြင်မှတော်လန်ရဲဘော်တဦးကမကုန်ကိုပြောပါတယ်ပြီးခဲ့တဲ့အပတ်တွင်းမှာလဲဗမော်မျိုးတွင်စစ်ကောင်စီဘက်မှကိုမှုအပါစကစားငါဦးဤဒရုန်းပြင်ရန်စုဝေးနေစုတော်လန်ရဲအင်အားစုတွေက တိုက်ခိုက်မှုအချို့ပြုလုပ်ခဲ့တယ်လို့သိရပါတယ်တော်လန်ရဲတပ်ဖွဲ့တွေအနေဖြင့်စုဝေးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလေကြောင်းကင်းထောက်မှုအရင် ပြုလုပ်ခဲ့ပြီးနောက်ဒရုန်းဖြင့်တိုက်ခိုက်ခဲ့တာကြောင့် အဆိုပါပုံမှုအပါစကဆာငါဥလုံးနေရာမှာတင်ဆုံးခဲ့တယ်လို့လည်းသိရပါတယ်။ဒါအပြင်တော်လန်ရေးအင်အားစုတွေရှိနိုင်တဲ့နေရာတွေကိုရန်တမ်းပစ်ခတ်မှုတွေပြုလုပ်နေတဲ့စစ်ကောင်စီရဲ့တရားငါမမအမြောက်ထားရှိရာနေရာကိုလည်းအဆိုပါနေ့မှာတင်ဒရုန်းဖြင့်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့်စစ်တပ်ဘက်မှထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့လည်းနောက်ထပ်မြေပြင်ရဲဘော်တို့ဦးမှပြောပါတယ်။ ပြီးခဲ့တဲ့အပတ်ကပဲအသေးခံဒရုန်းတရ9မတလက်နဲ့ဗိုလ်မှူးတယောက်ရဲဘော်၄ယောက်ကိုရလိုက်သေးတယ်လေတပတ်လောက်တော့ရှိပြီးနေရာတိုင်းသူတို့အလောင်တွေပဲဗိုလ်မှူးနဲ့၄ယောက်ကဒရုန်းပြင်နေတင်နေဒရုန်းသားမှာစုဝေးနေကြတာအဲ့ချိန်ချလိုက်တာအကုန်တေပဲဒီလိုမြေပြင်မှာထိခိုက်သေးဆုံးမှုတွေများပြားနေတာကြောင့်စစ်ကောင်စီအနေနဲ့အခုရက်ပိုင်းအတွင်းမြေပြင်စစ်ကြောင်းတွေထက်လေကြောင်းတိုက်ခိုက်မှုကိုပိုမိုပြုလုပ်လာနေတယ်လို့လည်းသိရပါဗျာ အထူးသဖြင့်စစ်မြေပြင် drone တွေအပြင်ဂျက်ဖိုက်တာများဤဆယ်နှစ်လေးယုံများဖြင့်တော်လန်ရေးအင်အားစုတွေရှိရာနေရာတွေကိုလေကြောင်းပုံးကျမှုတွေစက်တိုက်ပြုလုပ်နေတယ်လို့လည်းအဆိုပါရဲဘော်မှဆက်ပြောပါတယ်။အထိနာသွားလို့ထင်တယ်လေယုတ်ကတော့တနေကုန်လိုလိုပဲလာကျဲနေတာ fight to call ဆယ်နှစ်လေးယုတ်ကောပဲမနှက်ကနေလာတာခုထိ လေယိုကျဲနေလုံးမဲ့တစီပီးတစီကျဲနေတာစစ်ကောင်စီအနေဖြင့်ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်းဗမော်မျိုးသုံးမိုက်ဒေတာအနီးဆက်သွယ်ရေးလမ်းဖောက်ရန်စစ်ကြောင်းထုံးမှုတွေရှိခဲ့ပြီးတော်လန်ရေးတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့်ခုနှစ်ရောက်ထပ်မနေတည်ဆုံးကပြန်လည်ဆုတ်ခွာသွားခဲ့ရတယ်လို့သိရပါတယ်။ဘယ်သူတို့မှလက်နက်ကန်အဖွဲ့စီမရှိဘူးအစိုးရမရှိဘူးပြည်နယ်မရှိဘူး။ဒါမဲ့သူတို့လို့ချင်တဲ့ဖဲတဲ့ကြတော့သူတို့စေချတိုင်းတာတကြပဲသူပြင်မှာ။ဒါကြောင့်ဘယ်သူမှလက်မခံဘူး။ဒါကြောင့်သူတို့သွားတဲ့လမ်းစရာမားလို့ မင်းအွန်လိုင်းကသဘောကျတာမင်းအွန်လိုင်းအဖြစ်တင်လို့မရဘူးနော်အခုတော်လိုင်းရေးကြာသွားတာတော်လိုင်းရေးဒီလိုမျိုးစုတ်ပြတ်သွားတာကမင်းအွန်လိုင်းကြောင့်မဟုတ်ဘူး and new ji ကြောင့် NUG စောက်ပေါ်မှာကြောက် NUG စောက်ဆက်တရားမရှိကြောက် NUG ရဲ့အတွေးအခေါ်မာယွင်းချက်ရှိကြောက်ဒါကြောင့်အခုလိုမျိုးတော်လိုင်းရေကစုတ်ပြတ်သက်သွားပြီးအစနေပြန်ဆားရတာပါရှင်လက်ခံနိုင်မလက်ခံလက်မခံနိုင်သွားသိလိုက်ကျွန်မပြောတယ်သွားသိလိုက်သွားသိကြလိုက်ကြလား ။သွားသေးကြအကောင်လုံးမလဲမခိုင်။နော်။ဒါကြောင့်တိုင်းရင်းသားတွေအပြစ်တင်လို့မရဘူး။ကရင်လိုလည်းအပြစ်တင်လို့မရဘူး။ရခိုင်တွေလည်းအပြစ်တင်လို့မရဘူး။ဘာကြောင့်လဲဖဲတယ်လဲဆိုတာပြီးနေပေါင်းစုပြီးတောင်စု။ဗမာတစက်ကရင်တစက်ဗမာတစက်ရခိုင်တစက်ဗမာတစက်ကချင်းတစက်။ဖဲတယ်လဲဆိုတာပြီးနေတွေပေါင်းမယ်။မင်းဗမာပြီးနေမရှိမင်းဗာနဲ့သွားပေါင်းမလဲ။တိုင်းသားနဲ့မြန်မာမြစ်ပြီးနေလာထောင်ပြီးတော့မင်းကဆက်ကြယူတိုင်းသားတွေတစက်ပဲပြီးမယ်ဆိုဘာဖဲတယ်ဖြစ်မလဲ။ တရားမြတ်တာမှုမရှိတဲ့ဖွယ်တယ်လေဘသူကလက်ခံမလဲကျောင်းလို့လို့ချင်တာတရားမြတ်တာမှုစစ်မှန်တဲ့လွတ်လပ်ရေးဒီမိုကရေစီမမမကန်တဲ့လမ်းစဉ်မဟုတ်ဘူးနော်အဲ့ဒါကြောင့်အန်ငူးကြီးလော်ဘီမာလော်ဘီတီးတယ်ဘာကြောင့်မလို့အန်ငူးကြီးဘိုးနဂါကိုမထောက်ခံတာလဲဘိုးနဂါနဲ့မပေါင်းနိုင်ဘိုးနဂါကသူ့သွားတဲ့လမ်းစဉ်ကမိုင်းကန်လို့စစ်မှန်လို့တရားမြတ်တာမှုရှိလို့ ဗမာတစကရင်တစဗမာတစကချင်းတစဖြစ်လို့မင်းတို့အန်ယူကြီးကမကြိုက်တာလေအဖေကစင်းစင်းနေတယ်ဒါတော့မတချို့နားမလဲသေးဘူးမစင်းသေးဘူးအန်ယူကြီးမစင်းဖေးချမ်းမဲ့ကောင်းတယ်သွားဖေးလားကျွန်မပြောတယ်ဟောအဝေးစီးတူမှာသွားဖေးလိုက်ကို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 လပင်းကျိုးဆွဲပြီးတော့ဖေးချလိုက်မဖသွားပေါ်ချလိုက်ပိုးပြီးတော့ကောင်းသေးတယ်နော်အားကြောင့်တတိထားနော်လကကြောက်ပြော်ပြီးအခုထားနိုင်ငံဆိုတာ တော်ရွားတဲ့နေနဲ့ထိုင်းတွေကမင်းအွန်လိုင်းကိုကူညီပေးတယ်သိလားအဲ့ဒါကိုတတိထားစစ်ပြေးဆောင်ကြတော့လူသားစာနာ site ရှိတဲ့အတွက်ကြောင့်မို့သူတို့တွေကလူသားစာနာ site ရှိတော့သူတို့တွေကကူညီရမှာပဲဒါပေမဲ့နိုင်ငံရေးရသူကပြက်ပြက်ကပ်ကပ်သူတို့လောက်တာနော်အခုတွေ့လားထိုင်းနိုင်ငံမှာနေတဲ့အနင်းအစိုးရအဖိုးကြီးတို့မှပြန်လာတရုတ်ဆောင်လာသူများသူ့အခုဖန်ဆီးနေပြီလေအနစ်အထောင်တန်တနည်းနေရပြီလေသူတို့မှဘယ်ဘယ်ဘယ်နိုင်ငံမှာတော်တော်သူပြေမလို့ဘူးတွေ့လားသူအမားကြီးတယ်လေသူလိုက်တယ်လေသူလိုက်တော့သူပြေမလို့ဘူးလေ ဟိုးလင်းကျက်ကွေးသွားလားသူများခန်းလာပဲသူအဲ့ဒါပဲကြည်လားပက်ဆက်ဘလောက်ပဲမြန်ရထုဘလောက်ပဲကြည်ကြည်မင်းလိုက်မင်းပြေမလုဘူးထမ်းဆိုတာတရားမြတ်တတ်မှုသူရှိတယ်နော်နိုင်ငံရေးကိုသူနိုင်ငံရေးအကွက်နဲ့သူကြည်ကြည်ကြတာသူလုပ်တယ်ဒါကြောင့်မင်းအောင်လားသူနိုင်ငံလာတာသူဖန်လို့မရဘူးဘာကြောင့်လဲဆိုတော့အဲနူးကြည်မှာတိုင်းသားရက်ကိုစားပြုတ်မဲ့နိုင်ငံရေး policy မစိလို့သူလောလောလာမပြတ်ပါလို့အဲအကြောင်းလို့ထမ်းလဲသူ့ကိုလက်မတွေ့ရဲ့ဒါကြောင့်မင်းအောင်လားထမ်းနိုင်ငံမှာလာနေတော့အော်လေဖမ်းစီဖမ်းစီဘယ်သူကတော့ဖမ်းမှာလဲမင်းအောင်လားဖမ်းဘယ်သူကအတောင်းယူမလဲ မျိုးနိုင်ငံဒီတော့ပြစ်ဖတ်ကြတာဘယ်သူတာဝန်ယူမလဲအခုအမေစုမင်းအောင်လာဖမ်းထားတယ်သမန္တဝင်းမြင့်မင်းအောင်ဖမ်းထားတယ်နော်အော်ဘယ်လောက်ပဲအော်အော်မင်းအောင်လာမလို့လားမင်းအောင်လာမလို့တဲ့ပြည်နိုင်ငံတကာကအစိုးရနေတော့မလားလာကြည့်လို့မရဘူးလာတွေ့လို့မရဘူးလေအဲ့ဒါနင်လို့မတွေ့ဘူးလားမင်းအောင်လာကသူပေါ်တင်ပြတ်သားတယ်သူလောက်တယ်ပြောတော့သူလောက်တယ်ဒါကြောင့်နိုင်ငံတကာကလေးစားတယ်ထောက်ခံတယ်နင်လို့သိလားဒါကြောင့်အခုထိုင်းနိုင်ငံမှာကြည့်တဲ့ထိုင်းအစိုးရဒီသဆင်းဆိုကြည့်လားသူလိုက်တာပေါ်ကုန်လို့သူဘယ်နိုင်ငံမှာသွားလို့မရဘူး ပြတ်သားတယ်နော်ထိုင်ရပြတ်သားတယ်သူတို့လောက်တာဟိုအခုမြန်မာနိုင်ငံကမင်းအောင်လိုက်ကိုထောက်ခံရမလားအန်ယူဂျီကိုထောက်ခံရမလားဘယ်သူမှမတောင်းယူမတောင်းခံမှုမရေးကြဘူးအန်ယူဂျီကလည်းလက်ခိုးလိုက်စာမင်းအောင်လိုက်ကသူမခိုးဘူးမင်းအောင်လိုက်ကနိုင်ငံတကာကိုသူမခိုးဘူးနိုင်ငံတကာမှာသူပြည်သူလူထုသူတို့ကမပေးဘူး